ဘုရားသခင်ကိုရောင်ရကြီးကဟောတယ်။ဘွာတဲ့မင်းတို့အင်မတန်ရည်ကြီးတဲ့ချာမင်းတို့မှာနောက်ကလိုက်ပြီးဒီကလာနေပါတယ်ဆိုတဲ့ဥစ္စာကိုသူသတိပေးရှာတယ်။ရည်ကြီးတဲ့ချက်ကဘာတုံးဆိုလို့ရှင်ဒီဘုန်းကြီးတို့မျိုးရေရှိဘက်ကနေပြီးဒီကလာတောင်ကြီးတွေရှိကြတယ်။အဲ့ဒီတောင်ကြီးတွေပေါ်မှာဘုရားကတိထံကရာတော့မြစ်တောင်မဆံမှုတောင်တွေကျော်ပြီးဒီကလာဒီမျိုးတွေဒီဘာတွေရေသွမ်းမို့သွားမယ်ဆိုလို့ရှိရင်လေသွမ်းမို့နိုင်တာပဲ။သွမ်းမို့သွားလို့ရှိရင်ဖြင့် လေမရှိတက်မရှိဖောင်မရှိဒီလိုပုံကိုယ်တွေကဘယမရာမြော့ပြီးကလာအေယဝရီတဲ့ရောက်ပါလိမ့်မယ်အေယဝရီကနေပြီးကလာသမုဒ္ဒရာရောက်သမုဒ္ဒရာရောက်ငားလိုက်မကန်းလို့အစာဖြစ်ကြလိမ့်မယ်ဆိုတာလည်းအထင်ရှားပဲဖောင်မရှိလေမရှိနဲ့ဆိုကြရင်လေဘယ်လိုလွတ်เสียရှိသေးသလုံးတော့မဲနေလို့ရှိရင်ဖြင့်အင်းဖောင်မရှင်မဲနေမဲနေတဲ့ပုံကိုယ်အိတ်နေတဲ့ပုံကိုယ်တွေအဖြစ်ဘယမရာမြော့လို့ ngale ngale isa phit de lo di ma le marana so de ye ji ya de ga ra ma lo la ni bi lo mat cha sam marana so de ye ji ya a dung ko a te myo me ye ji ya shi ma shi san sa ji ba a lung ko a te myo me ye ji ya e kan shi de ga shi ba ဘုန်းကြီးလည်းမချမ်းဘူးဒီဃာရမလည်းမချမ်းဘူးအကုန်မျောမှာပဲအကုန်မျောမှရေကြီးရခြင်း လာနေပြီဆိုတာလည်းတရားဓမ္မတွေကတန်တရားမရှိနဲ့လာနေပြီလို့တရားကြွမှတ်ပြီတော့ဒီတဲ့ဘုရူကြံရမလဲလို့မေးတဲ့ခါကြလို့ရှင်ဖြင့်မကင်ဖောင်ကြီးများလှုပ်ထားနိုင်တဲ့ပုဂ္ဂိုလ်ဖြင့်မြုပ်ချင်းမြောက်ချင်းဆိုတဲ့ပင်လေတဲ့တော့မရောက်ပြီဘုရားဆံရတဲ့ရာဖြစ်တဲ့နိဗ္ဗာန်တောင်ကမ်းပေါ်ရောက်ကြပြီမယ်မကင်ဖောင်မရှိတဲ့ပုဂ္ဂိုလ်မှဖြင့်ခဏကအိပ်ပြော်လို့ဗယံမရာမျိုးပင်ငါးလိမ့်ကန်းတို့အစာဖြစ်ရသလို့ ဒီကရမတွေလည်းဖြစ်ရမှာဘုရားသခင်ကိုရမေကြီးမြင်တော့ကြောက်အိပ်ပျော်ခြင်းကိုဖြစ်တကယ်အသက်ရှူရှိုက်ဟောက်ပြီးအိပ်နေတာကိုဘုရားကဆိုလိုတာမဟုတ်ဘူး။သာယသမီးရှိပွားရေးဒီဟူသောလောဘအဝိဇ္ဇာတို့တဏှာတို့နဲ့လောက်ကင်နေတာဟာငါဘုရားကအိပ်ပျော်ခြင်းလို့သတိပေးပါတယ်လို့ဆိုတာမှတ်ထားကြပါဘုရား။သာယသမီးရှိပွားရေးလိုက်စားပြီးကရဒါနဲ့ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဟာအဝိဇ္ဇာနဲ့တဏှာတွေဟူသော အမိုက်တိုက်ထဲမှာသေသေးချာချာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်လိုက်သမှာမှန်ပါဗျာဝိပဿနာလုပ်ကိုခန္ဓာနာယုဖြစ်ပြက်လုပ်ကိုခန္ဓာနာယုဖြစ်ပြက်လုပ်ကိုလုံနေတဲ့ပုဂ္ဂိုလ်ကတော့ဝိနည်းမဂ္ဂင်တွေရောက်ပြီးဒီကရနေသောကြောင့်အော်သူကဖောင်ပိုင်ရှိပြီးဖောင်ရှင်းနေတဲ့ပုဂ္ဂိုလ်ဖောင်ပိုင်အရလုံနေတဲ့ပုဂ္ဂိုလ်မဂ္ဂင်ဖောင်ကြီးကိုတွဲနေတဲ့ပုဂ္ဂိုလ်မမြောက်အောင်မမြောက်အောင်ကိုယ်ပိုင် လုံနေတဲ့ပုဂ္ဂိုလ်ပဲဆိုရင်ဖြင့်အမှန်ပဲလို့ဆုံးဖြတ်ချက် ဲ့ဒါရင်ရမေစုပါရေးလိုက်နေတဲ့ပုဂ္ဂိုလ်ကအိပ်ပျော်တဲ့ပုဂ္ဂိုလ်မှန်ပါဗျာဝိပဿနာလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကနိုးလို့ရေလာမှသိလို့ဖောင်းနေပြန်ဆင်ပြီးဒီကလာထားတဲ့ပုဂ္ဂိုလ်မှန်ပါဗျာအဲ့ပုဂ္ဂိုလ်နှစ်ယောက်ကလောကကြီးထဲမှာတကယ်ကျော်ရှိတယ်ဗျာမရှိကြဘူးမှန်ပါဗျာအဲ့ဒါကြက်ကြက်စဉ်းစားပါလို့ခွန်ကြီးတို့ဒကာရမတွေသတိပေးလိုက်ပါတယ် တိုင်းသမီးစီပွားရေးကိုအမောပန်းလိုက်ပြီးဒီကာလတနေ့နဲ့လည်းမပြီးနှစ်နေ့နဲ့လည်းမပြီးနဲ့တခါကျော်တို့ရောင်းဝယ်လာတာကုနေရရလည်းမဟုတ်ပါဘူးဗျာမှန်ပါဗျာနေရလာလည်းမဟုတ်ပါဘူးဒါရီရပြီးပြီလို့လည်းဆုံးဖြတ်ချက်ချလို့မရသေးလောဘဒေါသခိုင်းနေအလုံးလုံးပြီးဒီကာလမောဟရီဥဒ္ဒတရားကပိတ်ပင်လို့လောဘတို့ဒေါသတို့ခိုင်းတိုင်းမာနတို့ခိုင်းတိုင်းအလုံးလုံးပြီးဒီကာလနေတာညာစကားဤစိတ်ရှင်းဖြစ်လေသောကြောင့်အိပ်ပျော်ခြင်းအလုံးလုံးခရကဟောလိုက် သဘောပါညာစကားလို့မဟုတ်တော့ကြောင့်သူကလည်းဆိုကြပါမယ်အိပ်ပြော်တဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့မှတ်စမ်းပါဘုရားဝိပဿနာလှုပ်လှုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝိဇ္ဇာတဏှာရိအိပ်ပြော်ခြင်းမှနိုးပိရိကာလဝိဇ္ဇာအလောဘရိအလုတ်ကိုလုံနေသောကြောင့်နိုးနေတဲ့ပုဂ္ဂိုလ်ဖောင်းရှင်းနေတဲ့ပုဂ္ဂိုလ်လို့ငါဖျားကခေါ်လိုက်ပါတယ်လို့သေသေးချာချာပဲမိတ်ရှိဩော်ဒါဖြင့် လောကကြီးထဲမှာတရားကျေတရားသစ်တို့အိတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မှန်ပါဗျာနိုးနေတဲ့ပုဂ္ဂိုလ်ရှိပါဗျာဒါပြန်အိတ်နေတဲ့ပုဂ္ဂိုလ်ကိုမရဏဆိုတဲ့ရေကြီးကတိုက်ချတဲ့ခါကျတော့ဖောင်မရှိလှေမရှိတက်မရှိလို့မျောကြံလို့မျောပြီးဒီကလာမြုပ်ချင်လို့မြုပ်လိမ့်မယ်ဆိုတာဖြင့်တန်ဖိုးရမရှိကြဘူးမှန်ပါဗျာအိတ်ပြောင်းနေတာဟုတ် ဣဒ္ဓံနေရမရဏဆိုရဲကြီးလာဆိုတော့ရေကြီးကတကအောင်လို့တိုက်ချလိုက်တော့သူ့ဖိုးခွေရရှိသေးရဲ့ဖိုးခွေရမရှိတော့ဗယမရမျိုးပြီးဒီကလာဝဲရဲရဝဲရကနေပြီးစုပ်သွားလို့အောက်ရောက်အပဲလေးပါးရိဥ္ဇံနေရဌာနမှာမရှိမလားရောက်ကြလိမ့်မယ်ဆိုတာတကကျေတကတစ်တို့ယုံမလားမှန်ပါဗျာအော်ဒါဖြင့်တို့ဒီကားလို့ဆိုရင်ဖြင့်တိုင်းစီသမီးရရှိပါရဲ့နဲ့လုံနေတာဟာဖြင့်ဘုရားကလည်းဟောဆရာခွန်ကြီးကထပ်ပြန်သတိပေးလိုက်ပြန်တော့ ဒါအိတ်နေတဲ့လှုပ်လို့ဆိုပါကလားတပတ်ကြကြဒါရေသမီးစီပေါ်ရလိုက်နေတဲ့ပုဂ္ဂိုလ်များဘယ်လိုတွေတုန်းခရကအဝိဇ္ဇာကဖုံလုံတဏှာကလူချင်းဒေါသကမရစိတ်ဆိုးမာနကရပြန်လို့ရှိရင်လည်းငါလိုရှာနေပွေနေတာရှိရလားငါလိုတိုင်းနဲ့ဒါနဲ့နေနေတာရှိရလားဆိုတော့မာနကလည်းတက်လာပြန်တော့အိပ်ပြရတဲ့ပုဂ္ဂိုလ်တွေပဲမှန်ပါဗျာ င်ညာရိဟုသောနိုးခြင်းဖြင့်နိုးပါရဲ့လားမနိုးပါဘူးဗျာ။ဩဒါဖြင့်ဘုန်းကြီးတို့တရားဓမ္မတွေအိတ်ချိန်နဲ့နိုးချိန်ဒီကားလို့ဆင်းဖြင့်အရှင်ရှားကြည့်ပါလားမနိုးပါဘူး။ဒါကြောင့်ဘုရားသခင်ကိုရမေကြီးကငါဒီအဝိဇ္ဇာရိသောအိပ်ပျော်ခြင်းမှနိုးပြီးဒီကာလလာလို့ဘုရားဖြစ်သူရောက်ခဲ့တယ်ဆိုတာလေဘုရားရင်ဟောတဲ့တရားဖြစ်နေသောကြောင့်ဓရမရေဒီနေ့ခြေဘိုင်းမှာတံဝေကအားဖြင့်၎င်းအမှားအားဖြင့်၎င်းဥပါဝန်တို့ခေါ်လိုက်တယ်နော်မှန်ပါဗျာဒါရမေရှိပါရဲ့ အခုပေါ်တဲ့ရေးတွေလိုက်နေကြလို့ရှိရင်ဖြင့်တဲ့ဒါအိပ်ပျော်သောပုဂ္ဂိုလ်ပဲဘာလို့တော့အဝိဇ္ဇာတဏှာတို့ဤလို့ကိုဗျာဘာဆိုကြမလဲဝိဇ္ဇာတဏှာတို့ဤလို့ဆိုတော့ခရကဘယ်ထဲသွားလိုက်ပါလိမ့်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာဒဂရမတို့မရဏဆိုတဲ့ရေကတော့လူတိုင်းတိုက်ချမှာမို့လာမှာပဲသူ့လည်းသူ့မရဏရေနဲ့ကို့မှာလည်းကို့မရဏဆိုတဲ့ရေကြီးကတော့ပြင် ဒီမျိုးရှိဒီနယ်ရှိနောက်မွေးတဲ့လူရောအရင်မွေးပြီးသားတွေရောဒါကောင်အကုန်တိုက်ချမှာပါအကုန်သတ်မယ်ဆိုတာကတော့ဖြင့်တန်တဲ့ရမရှိကြနဲ့ပေါ့ဗျာမှန်ပါဗျာအိပ်ပြန်နေတဲ့ပုဂ္ဂိုလ်ရေတိုက်ချလိုက်တဲ့အခါကျတော့မက်ပြန်ဖောင်ကြီးကလည်းမလုံမီလက်မဲ့မျောရတဲ့အခါကျတော့ရေကြီးကတန်တန်လက်မဲ့ကလည်းမျောရပြန်ဆိုတော့ရေစီမံလို့ခံရလို့ဝဲတယ်လည်းရောက်မှန်ပါဗျာဝဲစီမံလို့ခံရလို့အောက်ငရဲကိုလည်းရောက်ဆိုတာညံ့ပွေရလူသေးမှန်ပါဗျာဩ ဖြင့်ဒကာရမတို့ရောင်းတိုင်းဝယ်တိုင်းနေတိုင်းထိုင်တိုင်းဒကာကျွဲတာဘုရားခင်ကိုရမကြီးဉာဏ်ပညာနဲ့ကြည့်လိုက်တော့အိတ်နေတဲ့အလုပ်လို့မှတ်လိုက်စမ်းပါပါဗျာအယောင်ဝယ်လို့ဒီတိုင်းသမီးရှိွားရဲ့အလုပ်တွေဘယ်လိုဆုံးပြည့်ချက်ပါအိတ်နေတဲ့အလုပ်ပါဗျာအိတ်နေတဲ့အလုပ်မရေကမလာဘူးလားလာနေသလားပါပါဗျာအရင်မှတည်းဒီလိုလုပ်ရင်းနဲ့သေသွားတဲ့တွေလည်းဒကာတစ်တို့မြင်မှုပါလိမ့်မယ်မြင်ပါဘူးဒါရေတိုက်ချသွားတာဗောဗျမရဏဆိုတဲ့ရေကြီးကတိုက်ချသွားတော့ ဒဂရမတို့ဖုံးကမရှိအင်းဒါဖြင့်ရေရှိမင်္ဂလုခံပေါ့ဗျာမှန်ပါဗျာမရဏရေရှိမင်္ဂလုခံရတော့ဒဂရမတို့ခိုးဝဲရကလည်းမရှိဆိုတော့မရဏရေကရှိမင်္ဂလိုက်တဲ့ဆရာကဝဲရဲပို့လိုက်ပါအင်းဝဲရဲဆိုတော့အာတော့ဆိုတော့ဝဲရဲပို့လိုက်အာတော့ဆိုတော့ဝဲရဲဒီကလည်းရှင်ပို့လိုက်ပြီးဆုံမှဖြင့်ဝဲဆိုတာလှဲ့လှဲ့ဆိုတာလှဲ့ပါများမြုပ်မြုပ်ရကန်နေအောက်ရောက်သွားတော့ ဘယံဗရာနဲ့ပဲတဲ့ဒကာဓမ္မတွေနေကြထိုင်ကြတော့မယ်ဆိုတာပြန်မှန်ပေါ့ဗျာမှန်ပါဗျာသဘောပါကြမှန်ပါဗျာဩော်ဒါဖြင့်ကာယသမီးရှိပွားရေးလိုက်စားပြီးကာလဒီနေ့ချမ်းသာနုံနုံဒီနေ့ချမ်းသာနုံနုံပြည့်စုံနုံနုံနဲ့ရေလို့ရအသက်ဘေးကင်းရဖြစ်တဲ့မက်ကန်ဖောင်ကြီးကိုကိုယ်ပိုင်ရအောင်လုပ်မထားမှုကိုယ်ပိုင်တွဲစားပြီးကာလဆင်မထားမှုပါဒကာကျွယ်အယုတ်ဆိုးလွန်းတယ် ဒဂရမတွေဘယ်လိုဆိုကြပါ့မလဲ။စဉ်းစားပါစဉ်းစားပါဒဂရမတို့အခုပြောနေတဲ့အရေးကဘုန်းကြီးကတန်ဆာရှင်းပြောတဲ့အရေးလို့လေဒဂရမတွေကမှတ်ပါနဲ့။အားလုံးကိုတက်ဆိုင်တယ်လို့ခင်ဗျားကဟောခြင်းဖြစ်ပါတယ်။မှန်ပါဗျာ။ကဲဒါဖြင့်ဒဂရမတွေရေလာနေဗလားမလာဘူးလား။မှန်ပါဗျာ။မရဏဆိုတဲ့ရေကြီးရတယ်။ဒီတဲ့ရေနေလာနဲ့ပြန်လာတယ်ကောမပါဘူး။မှန်ပါဗျာ။ဒါလို့မိုက်ကန်ဖောင်းကမပြီးသေးခင်မိုက်ကန်ဖောင်းလည်းမရှင်ပဲနဲ့။ မခင်၈ပါးလို့မလုတ်ခဲနဲ့ဒီတိုင်းမှမျောကြရမယ်ဆိုတော့ဘောင်မရှိတဲ့ပုဂ္ဂိုလ်မျောရုံမှုဒီတရားဓမ္မတို့ကိုကိုရမယ်မျောမှုပေါ့မှန်ပါဗျာသဘောပါကြမှန်ပါဗျာဗာမျောမှုတယ်ကိုကိုရမယ်မျောမှုပါဗျာကိုကိုရမယ်မျောမှုဆိုတော့လမ်းမလည်းဘာမှကိုကိုရမရှိအင်းရေစီမံတယ်လို့ခန္ဓာကြီးကလိုက်ရလိမ့်မယ်မလိုက်ရဘူးအင်းမရဏစီမံကလေးခန္ဓာကြီးကလိုက်ရတော့ဒကာရမတို့မျောကျင်တယ်လို့မျောမျောဗံမြဝဲရဲရောက်ဝဲရဲရောက် ဝဲလည်းလားမကလည်းမြုပ်တဲ့ထဲရောက်ဒါကြောင့်မျိုးချင်းမြုပ်ချင်းလို့ဟာမဲ့ပြန်ဖောင်မရှိတဲ့ပုဂ္ဂိုလ်ကြီးအလုံးဝိပဿနာအလုံးမရှိတော့ပုဂ္ဂိုလ်ကြီးအလုံးလို့မှတ်လိုက်စမ်းပါဘုရားတပတ်ကြဝိပဿနာအလုံးမရှိတော့ပုဂ္ဂိုလ်ကြီးလောက်ကပြင်မျိုးချင်းနဲ့မြုပ်ချင်းမရှိဘုရားဒါကြွယ်ကောင်းကောင်းသဘောပါဘုရားအားလုံးကဓမ္မတွေဒီနေ့လေးလေးစားစားနဲ့ပဲ တံဝေကလည်းဖြစ်စေတော့မှန်လည်းမှန်စေတော့ဘုရားရှင်ကိုရမကြီးပါဠိတော်ကိုရှိပြီးဒီကာလဓမ္မဗရမလာတဲ့အတွက်တံဗုဒ္ဓပတုသမ္မတံဗျာသတ္တမာနသန္တံပုဒ္ဒံကမ္မမဟောကောဝမေစုအာရယခိစရိဆိုတဲ့ဂါထာကိုမြန်မာလူရှင်းပြီးဒီကာလပြခြင်းဖြစ်ပါတယ်လို့မှတ်ကြဒါပြန်ရေလာမှာသိကြနေတဲ့ပုံကိုယ်တွေဘာရေးကြည့်ပါလိမ့်မလဲဆိုတော့ကိုယ်အသက်ကယ်ရေးရေးရှိတယ်။ဟုတ်ပါဗျာ။ကိုယ်အသက်ကယ်ရေးဆိုတော့လေ မျောကောင်ဆံပေါင်းတို့တွင်မျောတဲ့ဥစ္စာကတော့ဖြင့်တရားဓမ္မတို့မိစ္ဆာဖောင်ကြီးကခင်ဗျားတို့ဆင်နေကြမယ်ဆိုမျောမှာပဲတမာဖောင်ကြီးကိုဆင်ရမယ်ဆိုမြင်ဆံတဲ့ဖုံဖြစ်ပြီးကြလားနိဗ္ဗာန်တောင်ကန်းကိုဘယ်ပဲဒီဘယ်ကရက်မှလည်းတက်ပြီးကြလားတတ္တဝါတွေမနှိမ့်ဆက်နိုင်တဲ့ခြေနေရအောင်ယနေ့ဖြင့်ဆရာဘုန်းကြီးဒီအိတ်ရှင်းမှနှိုးကြပါတော့နှိုးပြီးကြလားဖောင်ဆင်ကြပါတော့ ဒါကိုများစွာတောင်းပန်နေနေပဲလို့မှတ်ရအောင်မှန်ပါဗျာအိတ်ချင်းမှာလည်းပါတော့နိုးပါဗျာနိုးပြီကလားနိုးရင်လည်းမပြီးသေးဘူးတရားနာတာနိုးတာပါပဲမှန်ပါဗျာနိုးရင်လည်းမပြီးသေးပါဘူးမကင်ဖောင်ခန္ဓာကိုယ်ရဲ့အရောက်ဆင်ကြပါအောင်ဆိုတာကိုလည်းလေးစားစွာနဲ့ပဲတိုက်တွန်းပါမှန်ပါဗျာတိုက်တွန်းတယ်မတိုက်တွန်းတယ်တိုက်တွန်းပါဗျာဘာကြောင့်လဲလို့ဆိုတော့ဖော်မပြောလို့ရှိရင်လည်းအော်သူများလည်းဒီလိုလောက်ကင်စားတော့နေတာပဲသူလည်းဒီလိုလောက်ကင်စား စားတော့တဲ့အလုံးမှမလုပ်ရင်ဘယ်ဖြစ်မလို့လူတဲ့နေတဲ့ဥစ္စာလူလိုတော့လောက်ရမှာပေါ့။အော်ဒါကမျက်စိမမြင်တဲ့လူချင်းအတုခိုးတာ။မှန်ပါဗျာ။ဘယ်လိုဆိုကြပါ။မျက်စိမမြင်တဲ့လူချင်းအတုခိုးတာကိုတကယ်ကျွဲတော့အသားမယူလိုက်ပါနဲ့။မှန်ပါဗျာ။အခုတုခိုးနေတဲ့အိဗယ်ရှင်းကြပါဗျာ။မှန်ပါဗျာ။ဘယ်လိုများအတုခိုးကြပါလဲ။အဲဟိုရင်လည်းယကန်းနဲ့လောက်ကန်စားဟိုရင်လည်းဈေးဆိုင်နဲ့ရောက် လောက်ကင်စားတော့လားလူဆိုတော့ဒီလိုပဲလောက်ကင်စားတော့ရနေတယ်အလုံးမရှိလို့ရှင်မခက်ဘူးလားအဲမခက်ပါဘူးလို့ခွန်ကြီးပြေတယ်ဟောမရှိမှခက်ပါတယ်ဟုတ်ပါဗျာတပည့်ကြအလုံးမရှိလို့မခက်ပါဘူးဒကာရမတို့ဟောမရှိမှခက်ပါတယ်ဘာကြောင့်လဲဆိုတော့ရေလာနေတာပဲအလုံးမရှိဘာကိစ္စရှိတုံးဖောင်ရှိပဲဖောင်မရှိရင်သာခက်တာပေါ့ဟုတ်ပါဗျာအဲ့ဒါပြန်တကကြိုးတော့ယနေ့ကစပြီးတကလာကိုယ်ပိုင်ဖောင်ဆင်ကြပါတော့ ဘယ်လိုများသတိပေးပါလိမ့်ကိုယ်ပိုင်ဖောင်းဆင်းပြီးဒီကလာကိုယ်ပိုင်စင်းနေပြီးဒီကလာကိုယ်သာလည်းမရဏလွတ်ရာရှောင်ရပါတော့ဒါဖြင့်မရဏဆိုတာကသိခြင်းအမရဆိုတာမသေးမှန်ပြိနိဗ္ဗာန်ဩဒါဖြင့်ဒီကြီးလွတ်ဖို့ရာရေကဖြင့်မကန်ဖောင်းမရပပုမဲ့လူဆောင်မဲ့လူတို့မှာကဲမဲ့လူယူမဲ့လူမရှိတော့ပါလား အဲ့ရကနိုးမတော်တော့မယ်ဆိုပြီးဒီကရမက်ကန်ဖောင်ဖြစ်ကိုဖြင့်ဒကာရမတို့လှုပ်ဖြောင်လှုပ်ကြပါသဘောပါကြသမင်းညာရေလို့ဘုန်းကြီးဒကာရမတွေဒီစကားကိုမယူလိုက်နဲ့နော်ဟုတ်ပါဘူးဗျာဘာအောင်သမင်းညာလားဗျာသမင်းညာလို့ဒကာရမတွေအခုပြောနေတဲ့စကားကိုနားမလည်လည်းမရှိပါနဲ့နားလည်အောင်လည်းပြောနေပါတယ်။အော်ဒီရေးဟာဒါရေးသမီးရေးရှိပါရဲ့လိုက်နေတဲ့ရေးဟာဝိဇ္ဇာတဏှာတို့ဤအရေးဖြစ်လေသောကြောင့် ဒါအိပ်ပျော်နေတဲ့အလုပ်ပဲမှန်ပါဗျာဥပဒနာနဲ့ခန္ဓာငါးပါးတစ်ပါးပါဖြစ်ဖြစ်ရှုပြီးဒီကလာမဂ္ဂင်တွေဝန်းထဲရောက်နေတဲ့အလုပ်ကတော့ပြန်မဂ္ဂင်ဖောင်ကြီးကိုမတရားဆန်းတဲ့ဖောင်ကြီးကိုကိုယ်ပိုင်လုပ်ပြီးဒီကလာကိုယ်ပိုင်အသေးရှောင်းနေတာရှောင်းဖို့ကိုအရှင်သင့်ပြင်းနေတာပါလားလို့ဆိုရင်မှန်တယ်ပဲဆုံးဖြတ်ချက်ချက်မှန်ပါဗျာဒါကြွေတာပြန်အရေးကြီးတာအရေးကြီးပေါ့ဗျာမှန်ပါဗျာအရေးမကြီးတာဘုန်းကြီးတို့ဒကာရမတွေကချိန်ပြီးဒီကလာထားလိုက်ပါအောင်ဆိုတာကို သတိပြလိုက်ပါလေ။ဟုတ်ပါဗျာ။ဒါရင်တာယသမီးရှိပါရဲ့ရောင်းဝယ်ဖောက်ကားရဲ့ဟူတွေ့ပြီ။노ရလားအိတ်တလား။မှန်ပါဗျာ။ဥပဒနာလုံးလုံးနေတဲ့ပုဂ္ဂိုလ်က노ရပါဗျာ။ဒါရင်노နေတဲ့ပုဂ္ဂိုလ်ရေတိုက်မှန်နဲ့ဟုတ်လားဖောင်းရှင်နေတဲ့ပုဂ္ဂိုလ်ရေတိုက်လို့ရှင်းရင်ဖောင်းရှင်နေတဲ့ပုဂ္ဂိုလ်ကဖောင်းရှိလို့အန္တရာယ်ကင်း။မှန်ပါဗျာ။ဘာနဲ့တာယသမီးရှိပါရဲ့ဟူသောအိပ်ပျော်ခြင်းနဲ့အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ကဖြင့်ဖောင်းမရှိလို့လက်မဲ့မျော မြောရကနေဝဲရဲရောက်ရောက်ရကနေပြီးမြုပ်ဖို့သာရှိတော်တယ်ဆိုတာဒီရေးတဲ့ကြီးတာတော့ဖြင့်တကယ်ကျွတကယ်တက်တကယ်အောင်လို့မရှိဘူးဒါဖြင့်တကယ်ဓမ္မတို့မဲ့ပြန်ကောင်းဆိုတော့လေပြောပြမဲ့လူရှိမှလဲကိုအန္တရာယ်ကင်းလို့ဘေးကင်းအောင်ကယ်ဆယ်မဲ့ဖောင်ဟာလုတ်တတ်တာဒီတိုင်းတို့မဲ့ကင်ကြီးရပါလို့ဤမဲ့ကင်ဖောင်ကြီးကိုစိနေမိတ္တကလာနိဗ္ဗာန်မြို့ကြီးကစံတဲရပါလို့ဤ ဆိုရုံနဲ့လည်းရတာမဟုတ်ပါဘူး။ကိုယ်တိုင်ရှင်ပြီးဒီကရာကိုယ်တိုင်သိပြီးဒီကရာလုံးမသာလင်ဒီကရာမတို့ရမယ်လို့ဖြစ်နေသောကြောင့်အခုဒီကရာမတွေခွန်ကြီးများကသတိပေးကြတဲ့ကဒီကရာမတို့ခင်ဗျားတို့အယောင်းဝယ်ကောင်းတဲ့ခွန်ကြီးဖြင့်ကြမ်းမှချမ်းသာမှုတော့ဝန်တာပါရဲ့အဲ့ကျူးတယ်လို့ထင်တာပဲမှန်ပါဗျာမဆိုရဘူးလားမှန်ပါဗျာအယောင်းဝယ်ဖြင်းမြန်နေပြန်တော့လေအေးဒါ ဆိုင်လေးပိတ်ပြီးဒီကရာဒီတိုင်းနေမယ်ဆိုလို့ရှိရင်လည်းနောက်လာမဲ့ဈေးကောင်းလေးကြလို့ရှိရင်လည်းဆိုင်မရှိမှန်းသိတယ်ဘုရင်မမိတ်ဆက်လာမှာမဟုတ်တော့မျောလင်းရောနဲ့ပဲတခါနေပြန်တော့မကောင်းနဲ့ခင်ဗျားတို့အိတ်နေတာမှန်ပါဗျာကောင်းတယ်မှန်ပါဗျာဒါဖြင့်ဘယ်တော့မှနိုးတယ်မရှိတော့ဘူးဆိုလို့ရှိရင်ဘယ်တော့မှကိုဖောင်ကိုလှုပ်ဖြစ်တယ်မဲ့အချိန်မရှိတော့ဘူးမှန်ပါဗျာ ိပါဦးမလားအဲ့တော့ဆိုရင်ဒီဟာဖြစ်နေတော့ဒီနေ့တော့လည်းတကယ်ကျိုးပါလုံးမှာတော့တကယ်တည်းပါလုံးမှာတော့အိုးဖောင်းမစင်နိုင်သေးဘူးဖျက်တိုင်းတည်းရှိပါရဲ့ပဲလောက်အောင်အိပ်ရအောင်မဖျက်ဒီနေ့တော့လည်းပါလုံးမှာတော့ဆိုအိပ်ရအောင်မဖျက်နောက်တနေ့ပါလုံးမှာတော့မေးပြန်တော့လေဩရေတွေကခမရလည်းပဲရောက်နေပြီခမရကအိပ်သုံးရှိသေးတယ်ကိုယ်ပိုင်ဖောင်းလည်းမရှိသေးခမရသိရင်သို့သိခြင်းလို့လားလို့ ဒိဋ္ဌံလည်းမေးเสียမှာရှိတော့ဘူးမှန်ပါဗျာဒါလည်းမေးရတော့မယ်ဆိုတာသဘောပါမှန်ပါဗျာအဲ့ဒါကြောင့်ခွင်းတို့တရားဓမ္မတွေဟာမတိသောပုဂ္ဂိုလ်ကပြောဆိုနေတာတွေကိုအတုခိုးပြီးဒီကလာတိသောပုဂ္ဂိုလ်ကအံရကင်းဖို့ဘေးရှင်းဖို့ရှောင်းပါဆိုတာကိုအစ်ဆက်ဆက်လုံနေတာလောက်ကိုယ်မိုက်သူပြောတာဖြင့်တရားကျွေးမရှိဘူးမှန်ပါဗျာ ညာရောက်ကြပါလားသံမြင်ညမဟုတ်ပါဘူးလို့သတိထားလိုက်စမ်းပါအလုံးလုံးရေးကြည့်တဲ့စကားနှခွန်းပါလားဖုံရှိမှလွတ်ကင်းမှာပါလားမှန်ပါဗျာမတရားမှန်ပြိနိဗ္ဗာန်ဆိုတာမဲ့ကင်ထဲမှာသွားလို့ရတယ်နော်မှန်ပါဗျာခြေချင်းလေးရင်နဲ့သွားလို့မရပါဘူးဗျာအဲ့ဒါကြောင့်မဲ့ကင်ဖောင်မှကိုယ်ပိုင်မရှိလို့ရှိရင်ဘုရားသခင်ကိုရမကြီးကဖြင့်မင်းတို့အသေးလို့တဲ့နေရာဌာနလဲမင်းတို့ဟာ မရောက်နိုင်တော့ပါဘူးဗယံမရာမြောက်ပြီဗယံမရာမင်းတို့ဒီနေချင်းစိုးနေချင်းစိုးလမ်းတာမင်းတို့ရောက်တော့မှာပဲဆိုတာမြင်တော်မူသောကြောင့်မဂ္ဂင်ဖောင်တိဖြင့်ရှင်ပြောင်ဆိုတာကိုဓမ္မဗရာပါဠိတော်မှာတိုက်တွန်းမှန်ပါဗျာတကယ်ကျွဲတကယ်မဟာကရုဏာတော်ယဉ်ကြီးဖြစ်နေလို့ပြောတာနော်မှန်ပါဗျာဘုန်းကြီးများကလည်းဘုရားကြီးကရုဏာတူလိုက်ပြီးဒီကလာတို့လည်းသိကြအောင်လေဒုက္ခရဏနဲ့တို့ကဲတင်မှာတော့ဘောဆိုပြီးဒီကလာခမရတဲ့အိပ်ပင်မဲ့နေတိုင်းနှိုးပင် မှန်ပါဗျာခင်ဗျားတို့ကတော့အဲ့ဒါပဲအင်းနဲ့ပြန်ပါလို့မအောင်အယောင်းပဲတပည့်ပါလို့ပါလို့ပြောကြဆိုကြနဲ့ခဏကပါလို့မအောင်ဆိုခဏကလည်းကိစ္စတွေကမပြင်းပြတ်တာတွေကရှိသေးတယ်ဒါရင်ဟူသေးရကအိပ်ပျော်ခြင်းဖြင့်အိပ်ပျော်နေတာပဲလို့မှတ်ရမှန်ပါဗျာတပည့်ကြကြမှန်ပါဗျာဒါဖြင့်အားလုံးကအရမတို့အိပ်တွေကို ရက်ဆက်ပြီးကြလားအနိုးပဲလှဲလိုက်ပါအောင်ဆိုတဲ့ဥစ္စာတိုက်တွန်းရပြန်တယ်မှန်ပါပါရှင်းမလားရှင်းပါပါကောင်းပြီဒါကြောင့်ဘုန်းကြီးတို့ဒကာရမတွေဒီတိုင်းနဲ့ပဲချိန်သာကုံလို့ရှိရင်ဖြင့်ဩခမားတို့စုထားတဲ့ပစ္စည်းကလည်းခမားတို့မကယ်တဲ့ပြင်မှာတိတ္တဘုံဘုရားသူကမျောသေးသေးချမ်းမဲ့နဲ့တိတ္တဖြစ်အောင်မျောချလိုက်အင်းလောဘဒေါသတွေကလည်းငရဲရအောင်ပဲမျောချလိုက်မောဟဆိုတာလည်းတိရစ္ဆာန်ဘုံရအောင်မျောချလိုက် ဩဒါဖြင့်သူအိတ်နေခဲ့လို့ဒီဘုံဒီဌာနညှိုးရင်ရောက်လာတာကိုလို့မဆုံနိုင်ဘူးမှန်ပါဗျာဒါဖြင့်ဒကာရမတို့အိတ်ချိန်လားနှိုးချိန်လားနှိုးချိန်ပါဗျာနောင်ဝေတော်ဆရာသမားနဲ့လည်းမတွေ့တော့ပါဘူးတကယ်ကျွဲဘာသာရေးကလည်းမရှိတော့ပါဘူးရှိပြန်လဲအောက်တန်းတရားတွေသာရှိနေမယ်ဆိုလို့ရှိရင်လည်းဥပအောင်ခက်ပြီမခက်ပဲဘူးလားဒါကြောင့်ဘုန်းကြီးတွေဓမ္မတွေယခုချိန်ကစပြီးကြတယ်ကကျွဲရှေ့ပိုင်းမှာနှိုးချိန် နှိုးပါတော့နှိုးပင်မဲ့လူလည်းရှိပါသေးတယ်။မှန်ပါဗျာ။နောင်ကြတော့နှိုးပင်မဲ့လူကိုပဲတကယ်သိရှိလိမ့်မယ်လို့ဖယ်ရမှာမအောင်မင်း။မှန်ပါဗျာ။ဒါဖြစ်လို့တော့ဆိုတော့ဟောဒီမေကမိုးလာတယ်ဒီမညာကရောင်းနေဝဲနဲ့တောင်သူဖြင့်တောင်သူလည်းဓမ္မသားသမီးဖြင့်တောင်သူလည်းဓမ္မလို့ကိုပဲသင်လို့တော့အဲ့ခက်သင်လို့တယ်။မှန်ပါဗျာ။အင်းရောင်းဝဲဓမ္မဖြင့်လည်းသူသားသမီးကိုအရောင်းဝဲပဲသင်လို့လိုက်ပြန်တော့အိတ်ကြပဲသင်လို့တယ်။နှိုးတာပါရဲ့လား။မှန်ပါဗျာ။ သူတို့ပါတဲ့နိုးတာလေးကလည်းမင်းပွေရင်လှူတာပေါ့ကွာအာရှိရသတင်းလက်လေးလည်းကဥပုပ်ဆောင်တာပေါ့ကွာဒါလေးကလည်းမကန်ဖောင်တဲ့မှာသူကအရင်ဖြစ်တဲ့အရင်တွဲရမယ်ဖောင်မှမဟုတ်ပဲနောက်မှသီလဆိုတာနောက်မှဝင်လာတာရှိသော၅လုံးတွဲပြီးမှ၈လုံးဖြစ်မှာဘူးအဲ့တော့ဒါလေးတော့ကလည်းတွဲလို့လည်းမဖြစ်သေးတော့ ။နေရာတွေကလည်းခမရတို့ခိုးလောက်အောင်ရှိလောက်အောင်အန္တရာယ်ကင်းလောက်အောင်ကစကားကြွယ်တကယ်စင်စစ်မဖြစ်သေး။ဖြစ်ပါမဖြစ်ပါမဖြစ်သေးတော့လူသေးတဲ့ဖြစ်တယ်ကများမနေဘူး။အေးဒါကြောင့်ဩအခုပါလက်တင်ပြီးစဉ်းစားပါယနေ့တည်းကဩငါနဲ့ပြန်ပါလို့မှာတော့။တပတ်ကံကပါလို့မှာတော့ခဏကံကပါလို့မှာတော့လို့ကိုယ်ကိုယ်ကိုအခုပါလက်တင်စဉ်းစားဩငါဒီကားလို့ရှင်ဘုရားခင်ကိုရမကြီး ညံသွားနဲ့ကြည့်လိုက်တဲ့အခါအဲ့တဲ့အလုပ်ကြီးငါလုံးနေပါလားနိုးတာကိုမပါပါလားနိုးပါတယ်ဖောင်ရှင်ပြစ်တယ်မနိုးတဲ့ပုဂ္ဂိုလ်ဖောင်ရှင်ပြစ်တယ်လို့ထုံးစံရှိပါရဲ့အဲ့ဒါကြောင့်အလုပ်လုပ်မှလို့ကြံလို့ရှိရင်ပဲအိတ်မှားအိတ်အိတ်တဲ့အလုပ်လားနိုးတဲ့အလုပ်လားဆိုတာကိုလည်းဝေဖန်ပြီးကြလားအိတ်ချိန်နဲ့နိုးချိန်လေးကိုဖြင့် ဖွဲ့ရဝေဘံပေးကြလားသိကြပါဆိုတာတရားမဟုတ်မီရှေ့ဖို့ကာလမှာကိုကိုကိုဝေဘံဤကိုပြောလိုက်ပါတယ်ဝေဘံတ်ဗလားကဲဒါဖြင့်တိုင်းသမီးရှိပါရဲ့လဲလိုက်နေတဲ့အချိန်ကျတော့ဘာချင်းဆိုကြမယ်အဲခန္ဓာကိုယ်ညံလဲပြီးဥပဒနာရှိနေတဲ့အချိန်ကျတော့ဟုတ်ကြပါဘူးအဲ့အချိန်လဲဒကာရမတို့ ရေလာနေတာပဲမှန်ပါဗျာနှိုးစင်ရေလာတဲ့ပုဂ္ဂိုလ်နဲ့အိတ်စင်ရေလာတဲ့ပုဂ္ဂိုလ်နဲ့အန္တရာယ်ကင်းမှုကတော့ကွာပါလိမ့်မယ်မှန်ပါဗျာတကယ်နှိုးနေတဲ့ပုဂ္ဂိုလ်ကလည်းဖောင်းပါရှင်ပြီးကြတာပြီးပြီးသားဖြစ်နေနေမယ်ဆိုရင်တော့ပြန်တဲ့ပုဂ္ဂိုလ်ကြီးကမ္မတရာပဲနှိုးလို့ဖောင်းရှင်တဲ့ပုဂ္ဂိုလ်သာလင်လူရဲ့ကျွရဲ့ချမ်းသာရဲ့သူ့မှာသာကိုယ်ပိုင်ရတော့တယ် မဆုံနိုင်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့အိတ်လာတဲ့ရပောင်းဘလောက်ရှိပလဲလို့မေးလို့ရှိရင်ကလေးသူငယ်လူမဲကလည်းအိတ်လာခဲ့တယ်တင်ညာတင်လုံးကလည်းအိမ်တော်ကြီးသားတို့တည်တော်ကြပြန်တယ်အိမ်တော်သားကြပြီးဒီကရတကဘုကိုကိုယ်နဲ့နေကြမြန်တော့ဘာဟင်းဒါပြန်အိတ်တဲ့ချိန်ကမြားပြီးနိုးတဲ့ချိန်ကနေတော့နိုးတဲ့ချိန်မြန်မြန်ဆင်လိုက်ရင်လည်းဒီဖုံဖြစ်ပါသေးတယ်အလုံးဝမဆင်တော့ပါဘူးဆိုရင်ဖြင့် ဘယ်လိုပိဋိတေရုပ်ပိဋိကလာဘယ်လိုအမြတ်ဝင်냐တော့လဲမျိုးချက်မြုပ်ချက်ကသံလုံးလို့သာဓုခေါ်ခြင်းမပေါ်နိုင်ဘူးပေါ်နိုင်မလားပေါ်နိုင်ပါဘူးအဲ့ဒါရဲ့ညာနဲ့လက်ကြည့်မှာဩငါနဲ့ဒီလိုဆရာကောင်းသမားကောင်းနေတာမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့်ငါတို့ကိုယ်ယူနေတာဖြင့်မရှိတော့ဘူးဆိုရဘူးလားအခုတော့ဒီနေ့အဲ့ချိန်ဓမ္မတွေကွဲကြပါဘူးဒါရင်တော့ဖြင့်နိုးချိန်မှာဓမ္မတွေပါလို့ရမယ် ဝိပဿနာရည်တော့မဲ့ကံဖောင်ကြီးရှင်းရမယ်ဗျာဝိပဿနာမဲ့ကံဖောင်ကြီးရှင်းမှဒါလင်းတဲ့ဒကာဓမ္မတို့လောကုတ်တရားမဲ့ကံဖောင်အစ်စ်ဖြစ်လာမယ်မဟုတ်လားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဖောင်ဆင်းတဲ့ဤကိုပဲနိုးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါပြီနိုးတယ်မဲ့လည်းဖောင်ကိုပဲလို့ရှင်းရမှမသိလို့ရှင်းရင်ဖြင့်နိုးနိုးနဲ့မျောရလို့ရှိရင်လေဒါနနိုးတိလာနိုးလောင်နေတော့မျိုးမှာပဲမျိုးပဲဦးလားမျိုးပါဗျာမဲ့ကင်ဖောင်ကြီးမှမရသေးသေးကလပ်ပတ်လုံးဖြင့် ဒဂရမတို့စိတ်အေးလက်အေးနဲ့နေဖို့ရာရေးဝေးပါသေးတယ်ဆိုတာဆုံးဖြတ်ချက်ပါပါဗျာပေါ်ကြလားပါပါဗျာ